မိတ်လည်းမပြတ်ချင်ဘူးရရရာရှိတဲ့ငွေကိုလည်းပဲအမြန်ဆုံးရကျင်လဲဆိုရင်လောက်ရတဲ့ညူပြောပြပေးမှာဖြစ်ပါတယ်တစ်ဖက်လူကကိုပေးဖို့အချိန်နေပေးနိုင်တဲ့အချိန်နေရှိရလားနဲ့တမင်မပေးဘဲနဲ့ညစ်ထားတာမျိုးကိုစီကအကျွေးယူထားပြီးတော့မပေးချင်လို့ဝိလဲကြောင့်ပဲလုံနေတဲ့ခါမျိုးတွေပါဒီရဲ့ရေတရနီးလောင်ကောင်းစွာအသုံးပြုလို့ရပါတယ်လောက်ရလွယ်ပါတယ်လွယ်သလောက်လည်းပဲ လွန်စွာမှအစွမ်းထက်ပါတယ်။ကျူကံများတစ်ချက်လိုပါမယ်။ကျူကံများလိုမယ်နော်။ဗန်နာရဲ့ဗန်နာရွက်တရွက်လိုမယ်။အနီရောင်ဖျောင်းနိုင်တဲ့ချောင်းလိုပါမယ်။ဗန်နာရွက်မှာကိုကျွေးရဖို့ရှိတဲ့သူရဲ့နာမည်ကိုရေးပါ။စော့ပင်နဲ့ရေးမယ်။ရေးပြီးရင်အဲ့နာမည်ပေါ်မှာပြောင်းနိုင်အနီကို တင်ထုံးပါမယ်ဘန်နာရုပ်ကိုကျွေးပကံများလို့တဲ့နာမည်ရေးထားတဲ့ဘန်နာရုပ်ကိုပြောင်းလိုက်အနည်းကိုနာမည်ရေးထားတဲ့ပုံမှာတင်ပြီးတော့မိထုံးမယ်၃ရက်စတိုက်လို့ပါသူ့ဆရာကိုရဖို့ရှိတဲ့ငွေကိုရဖို့ရှိတဲ့အကျွေးအမြန်ဆုံးရဖို့ဆုတောင်းပါမိမပြတ်စီပဲနဲ့ရမယ်ငွေရမယ်အကျွေးအမြန်ဆုံးရပါလိမ့်မယ်တခုရှိတာကတော့မိမရတဲ့အရာရှိတယ်လို့ မိမိကိုကျွေးပေးရမယ်သူမိမိကိုငွေပေးရမယ်သူကတော့မိမိကိုပေးဖို့သူ့မှာအဆင်ပြေတဲ့အခြေအနေမျိုးတော့ရှိရပါမယ်ကျွန်တော်တို့ရေရာနီးတွေနဲ့ကျွေးအောင်တောင်းတယ်ဆိုတာကကိုယ်ပေးเสียရှိတဲ့လူကိုယ်ငွေပေးရမယ်လူရဲ့စိတ်မှာ ကိုယ့်ရဲ့အကျိုးကိုပြန်ပေးဖို့ကိုယ်ငွေပေးဖို့စိတ်ဆန္ဒတွေပေါ်အောင်လုပ်ရတာပဲဖြစ်တာဖြစ်ပါတယ်လုပ်တာပဲဖြစ်ပါတယ်အဲဒီတော့သူ့မှာမှာပေးဖို့ခြေနေကောင်းဖွင့်လန်းကောင်းနေမရှိဘူးသူ့လက်ထက်မှာလည်းငွေမရှိဘူးဆိုရင်တော့ နည်းနည်းတော့ချိန်သူ့လည်းငွေရှိတဲ့အချိန်တော့ပြန်ဆောင်ရမှာပဲဖြစ်ပါတယ်ငွေလည်းပဲအဆင့်သိရှိတယ်တက်တက်လူလည်းကြပြီးတော့တက်တက်ညစ်ပြီးတော့တက်တက်ချိန်ဆွဲပြီးတော့မပေးဘူးဆိုတဲ့အချိန်မျိုးတွေမှာရရန်ကြီးတွေနဲ့တောင်းမယ်ဆိုရင်အင်တန်မှမြန်ပါတယ်နော်အဲ့မြန်မဲ့ရရန်ကြီးတွေကမှဒီနေ့ရလဲတခုပဲဖြစ်ပါတယ်၃ရက်ဆက်တိုက်ပြီးထွန်းပြီးတော့ဆူတောင်းလိုက်ပါမိတ်ဆွေရရစရာရှိရမှာအမြန်ဆုံး ရပါလိမ့်မယ်ခင်ဗျာ